ီနေ့ဗီဒီယိုလေးကတော့ Grace အကြိုက်ဆုံး hotpot ဆိုင်တွေတဆိုင်ဖြစ်တဲ့ Seafood City hotpot မှာဘာတွေဘလို့တွေပြောင်းလဲသွားပြီလဲဈေးနှုန်းနေရာရောဘလောက်ဖြစ်သွားပြီလဲဆိုတာကိုတော့ရောက်ဆက်စုမဲ့ vlog လေးပဲဖြစ်ပါတယ်ရှင် Chris အခုရောက်နေတဲ့နေရာလေးကတော့ရန်ကုန်မြို့မင်းဓမလမ်းမဘော်က Seafood City Hotpot ပဲဖြစ်ပါတယ်ရှင်။အရင်နဲ့မတူတော့တာကတော့ package လေးတွေခွဲသွားတာပါ။ package အနေနဲ့က၃မျိုးရှိပါတယ်ရှင်။ Grace က Salmon Crazy လည်းဖြစ်တယ်။ Seafood City ကိုလာစားတာက Salmon အဓိကလာစားတာလည်းဖြစ်တာမလို့ Salmon နဲ့ပတ်သက်တဲ့ package နှစ်ခုအကြောင်းကိုအသေးစိတ်ရှင်းပြပေးပါမယ်ရှင်။ Grace အခုလက်ထက်မှာခြင်ထားတဲ့ Salmon အကောင်လိုက်ကြီးကတော့ Norway Salmon ပဲဖြစ်ပါတယ်ရှင်။ Grace သွားစားတဲ့အချိန်မှာအကောင်လိုက်ခွဲပြီးလှီးပြီးတော့အယိုးထုတ်နေတာကိုတွေ့ရမလို့ Grace ရိုက်ခဲ့တာပါရှင်။ဒီ Norway Salmon ကတော့ Premium Seafood Lover Package ထဲမှာပါတာပဲဖြစ်ပါတယ်ရှင်။ဈေးနှုန်းလေးအနေနဲ့က19,900 plus plus ပါရှင်။ အခုဒီဘန်ကြီးထဲမှာလှီးပြီးထည့်ထားတာကတော့ Atlantic Salmon ပဲဖြစ်ပါတယ်ရှင်။သူကတော့ Seafood Lover Package တဲမှာပါပါတယ်ရှင်။ Seafood Lover Package ရဲ့ဈေးနှုန်းလေးကတော့6900 plus plus ပဲဖြစ်ပါတယ်ရှင်။ Grace ကတော့6900 plus plus တန် Seafood Lover Package လေးကိုယူလိုက်ပါတယ်ရှင်။ပြီးတော့ Grace က Salmon ကိုယူခါနေအောင်ကြိုက်တဲ့သူဖြစ်တာမလို့ Norway Salmon ကိုလည်း extra အနေနဲ့200 gram မှလိုက်ပါတယ်ရှင်။ နော်ဝေးဆယ်မွန်ရဲ့တက်ချာကလေပါဇက်ထဲကိုထည့်လိုက်တာနဲ့ဤတုံပြီးပျော်စင်းသွားတာမျိုးအရသာအနေနဲ့ဆိုရင်ပင်လေရင်ငံရဲ့တဘာဝအရသာပိုထင်ရှားတာမလို့ဆယ်မွန်ကိုချိုချိုစိမ့်စိမ့်လေးလေးပင်ပင်သူ့အရသာကိုပေါပေါလွန်လွန်စားကြတယ်ဆိုလို့ရှိရင်ဒီနော်ဝေးဆယ်မွန်က တကယ်ကိုထင်မြင်တော့ပါရှင်အဲ့တော့ခြုံပြောရမယ်ဆိုရင် Grace လိုမျိုး Salmon ကိုယူခနေအောင်ကြိုက်တဲ့သူတွေက Premium Seafood Lover Package ကိုရွေးတက်ပါတယ်ဒါမှမဟုတ် Grace ရွေးတယ်လို့မျိုး Seafood Lover Package ကိုရွေးမယ် Norway ဆယ်မွန်ကို extra အနေနဲ့မာစားမယ်ဆိုရင်လည်းရပါတယ်ရှင်ဆယ်မွန်က highlight မဟုတ်ဘူး grace ရေဘာလာလာတောင်းနဲ့ငါတို့ကအကုန်စားရဲဆိုရင်တော့ seafood lover package ကိုရွေးတင်ပါတယ်ရှင် seafood city မှာပြောင်းလဲတော့တာနောက်တစ်ခုကတော့ grey counter ပဲဖြစ်ပါတယ်ရှင်အရင်ကဆိုရင်ကင်မီသားတွေကိုတခါတည်းတမ်းပြီး plating လေးပြင်ထားပြီးတော့မိမိစိတ်ကြရွေးရပြင်မဲ့အခုမှတော့မกินရသေးတဲ့အစိမ့်တွေကိုကိုစိတ်ကြအရင်ရွေးပြီးတော့မှကိုခုံပေါ်မှာတင်ထားတဲ့နံပါတ်ပြားလေးနဲ့အတူတူကင်မက် counter ကိုပေးလိုက်ရမှာပဲဖြစ်ပါတယ်ရှင်ကင်မီသွားရင်တော့ကို ရွေးထားတဲ့ customized items တွေကိုကိုယ့်ရဲ့ table ပေါ်ကိုအရာပူပူနွေ့နွေ့လာရောက်ပို့ဆောင်ပေးမှာပဲဖြစ်ပါတယ်ရှင်။ ဂရေးကောင်တာရဲ့ဘေးမှာဆိုရင်ထမင်းကျော်ကောင်တာလေးလည်းရှိတာမလို့ဂရေးစ်ရဲ့တငယ်ချင်းအဖော်ပါလိုက်တငယ်ချင်းကဘဲကဘာဘဲဒီတာရောက်ရောက်ထမင်းကျော်စားရမဆိုတဲ့တငယ်ချင်းတွေကတော့လုံးဝ perfect ဖြစ်မဲ့ထမင်းကျော်ပါရှင်။ဘာလို့ဆိုမိမိစိတ်ကြိုက်ကိုလိုချင်တယ်လို့ကိုလိုအပ်တယ်လို့ပမာဏထည့်ပြီးတော့ထမင်းကျော်ကျော်မဲ့လူကိုပေးလိုက်ရတာပဲဖြစ်လို့ပါရှင်။ side dish ဟင်းတွေကတော့အရင်တိုင်းပဲမပြောင်းမလဲစားကောင်းစဲအမျိုးအစားစုံလင်စဲဖွဖွရရနဲ့စားကျင်စပွဲဖြစ်စဲတန်ရှင်းလက်ဆက်မြဲပဲဖြစ်ပါရှင်။ seafood တွေကလည်းအရင်လိုအရင်တိုင်းပဲလက်ဆက် ဆဲစုံလင်စဲပါပဲရှင်အသားလွှာတွေအသားနှက်တွေအမဲပစိုးချမ်းအမဲဥချမ်းတို့လိုအကလီစာတွေ အဲပြီးတော့အသားလုံးနေခောက်ဆွဲတွေအတီးရွက်တွေအလုံးအလုံးကအရင်လိုအရင်တိုင်းပဲစုံလင်စဲစုံလင်မြဲပါပဲရှင် Grace ကတော့ဒီ ola ပြီးဆိုတာနဲ့ရှားပါပြီးဈေးကြီးတဲ့ rare item seafood တွေကိုပဲရွေးချယ်ပြီးစားပြစ်ပါတယ်ရှင် Grace ကောင်တာမှာမှာခဲ့တဲ့ကမာကင်လေးလည်းရလာတယ်နဲ့ကမာကင်လေးကိုအရင်ဆုံးစားပါမယ်ရှင်လက်လက်ဆက်ဆက်ကမာကောင်လေးကိုမှလေဒီလိုအဲ spice လေးတွေထည့်ပြီးတော့กินပေးထားတာဖြစ်လို့ ချိုချုံမှွန်းမှွန်းလေးနဲ့တအားကိုစားလို့ကောင်းပါတယ်။ရှာလေးကတော့ကြက်သားကိုအရွက်တစ်ခုနဲ့ထုတ်ထားတာပေါ့နော်။ Grace စိတ်ထင်ဒီဟာကိုဆက်လို့ရွက်လို့ထင်ပါတယ်ရှင်။အဲ့ဒါကမှဒီလိုမျိုးမီးအေးအေးလေးနဲ့ခင်ထားပြီးတော့အဲ့ဒီအရွက်ကနေပြီးတော့အနမ်းနဲ့အရာသာကြက်သားကိုကူးသွားပြီးတော့ကြက်သားရဲ့မူလအရာသာပျောက်သွားပြီးတော့ချိုချိုမှွန်းမှွန်းလေးနဲ့တအားကိုစားကောင်းတော့ရှင်။ကြက်သားကလေကြက်သားနဲ့မတူဘဲနဲ့တခြားကြက်သားထက်ပိုကောင်းတဲ့ အစားကောင်းတဲ့အရာတာတခုခုရှိတဲ့အသားကိုစားနေရတယ်လို့ခန်းစားလိုက်ရပါတယ်ရှင်အဲ့တော့ seafood city ကိုရောက်ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီဆလူရွက်နဲ့ထုတ်ထားတဲ့ကြက်သားတုပ်ကလေးကိုစားကြည့်ခဲ့ဖို့အတွက်ကို recommend ပေးပါတယ်ရှင်ဆိုတော့အားလုံးကိုခြုံပြောရမယ်ဆိုရင် Grace အခုစားပြသွားတာ6900 plus plus dan seafood lover package မှာဆိုရင် Grace စားပြသွားသမျှအစားအသောက်အကုန်လုံးလဲပါဝင်တယ်လို့ seafood city ဆိုင်မှာရှိသမျှအစားအသောက်အကုန်လုံးလဲပါဝင်ပါတယ်ကွာချားသွားတာဆိုလို့ package alike salmon နဲ့ကွာချားမယ် ် lobster တွေကြွားချပါမယ်ရှင်ဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲရှင် grace ဆက်ပြီးတော့စားလိုက်တောက်လိုက်ပါဦးမယ်ရှင်အားလုံးပဲတတား